္ဂလာပါရှင်ရန်ကုန်ခေတ္တရေနေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်။မောတောင်မြို့အသိန်းခံရတာနဲ့စည်ရည်ရရှုံးများစွာကြုံနေရတဲ့ကေယိုရန်တိုင်မူဘိုးချုပ်ကျော်ကျော်ဟန်ကိုနေပြည်တော်စေယုံကဖီအားပေးနေပြီးစည်ရည်အသာမရရင်တိုင်မူရတို့ဖြုတ်ခံရမယ်လို့ဖီအားပေးနေပါတယ်။ပကိုးတိုင်းပောက်ခေါင်းမြို့နယ်ကျိုးပင်ဝိုင်းရွာမင်္ဂလာဆောင်ကို အကြံဖက်စစ်တပ်က လင်းရင်လက်နက်ကြီးတွေနဲ့ပုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတို့သေဆုံးပြီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တကိုပြောပါရယ်ကျူးမျိုးနယ်နဲ့နယ်တလင်းမျိုးနယ်တို့မှာစစ်မှုထမ်းအပတ်စဉ်စကိုးအတွက်လူလိုတဲ့ဆိုပြီးလူငယ်တွေကိုညာရင်းချင်းလိုက်လံဖမ်းဆီးကစစ်တပ်နဲ့အကြောင်းပို့လိုက်တဲ့သတင်းပါဝင်နေလေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မောတောင်မှာတော်လန်ရေးတပ်တွေသိမ်းပိုက်လိုက်တဲ့မောတောင်မြို့ကိုပြန်လည်သိမ်းယူဖို့အတွက်ကံယူဒန်တိုင်မူဘူဂျုတ်ကျော်ကျော်ဟန်ကိုနေပြီးတော့စေယုံကဖိအားပေးထားပြီးမြို့ကိုပြန်လည်မသိမ်းပိုက်နိုင်ရင်တိုင်မူရာဒူကနေဖြုတ်ခမ်းရမယ်ဆိုပြီးပြောထားတယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမင်းနဲ့ CDM ဘူကြီးစင်ယောကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့နိုဗမာလ14ရက်နေ့မှာ KNLA ဦးဆောင်တဲ့တော်လန်ရေးတပ်တွေက တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့မောတောင်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစစ်သုံးမှ43ရောင်းနဲ့လက်နက်ခဲယံတော်တော်များများကိုတော်လန်ရေးတပ်တွေကသိမ်းဆီးရရှိခဲ့တာပါမောတောင်မြို့ကိုသိမ်းပိုက်ခံရပြီးတဲ့နောက်စစ်ရေးအတွက်အဓိကတာဝန်ရှိတဲ့ကံယူရန်တိုင်မှုဗိုလ်ချုပ်ကျော်ကျော်ဟန်ကိုနေပြီးတော့စစ်ရုံးကထူးကြီးလွာတင်ပြခံပြီးမောတောင်မြို့ကိုချက်ချင်းပြန်လဲသိမ်းယူနိုင်အောင်ဆောင်ရွက်ဖို့ကိုစီခိုင်းထားပါတယ်တကယ်လို့မောတောင်မျိုးကိုပြန်လဲမသိမ်းယူနိုင်ရင်တိုင်းမူရာဒုကနေဖြုတ်ခံရမယ်ဆိုပြီးဖိအားပေးနေတယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့ဩဂတ်စ25ရက်နေ့တနင်္သာရီတိုင်းပုတ်ပြင်းမြို့အခြေဆိုင်အမတ်ဆက်သုံးစစ်စစ်ရေးကိုကဲမှုဌာနချုပ်ရဲ့ဒုတိယစကားခါမှုဗိုလ်မှူးကြီးမျိုးသက်ဟာ KNL ရဲ့တိုက်ခိုက်မှုကြောင့်သေဆုံးခြင်းကလေးကေယိုရဲတိုင်းမှုဗိုလ်ချုပ်ကျော်ကျော်ဟန်မှာထုတ်ချေလွှာတင်ပြခဲ့ရပါသေးတယ်။ဒါအပြင်မေလ9ရက်နေ့ကလည်းထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ထီခီဘျူဟာကို KNL ကသိမ်းပိုက်ခဲ့မှုကြောင့်စစ်တပ်ကလက်လွတ်ခဲ့ရပါသေးတယ်။ မော်တော်မျိုးဟာတနင်္သာရီတိုင်းကနေဆက်မျိုးလေးဖြစ်တာကြောင့်အင်းအားအနှင်းငယ်သာထားလို့လုံခြုံရေးရောတဲ့အပြင်တိုက်ခိုက်တဲ့အချိန်ကလည်း၃ရက်၄ရက်ပဲရှိပြီးပြစ်ကူစစ်ကူထိထိရောက်ရောက်မပေးနိုင်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်တာကြောင့်ဗိုလ်ချုပ်ကျော်ကျော်ဟန်ကအေးအေးယူခံရမယ့်နေထိုင်မျိုးရှိတယ်လို့စီဒီအန်ဗိုလ်ကြီးစင်ရောကပြောပါရယ်။နေပြည်တော်စစ်ဘက်တရင်ရေးမြစ်ကတော့ဗိုလ်ချုပ်ကျော်ကျော်ဟန်ကိုနေပြည်တော်စီယုံကတတိပေးမှုတွေရှိနေတာကမှန်ကန်တယ်လို့ဆိုပါရယ်။ အဲ့ဒီတိုင်းမှုဟာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုတစ္ဆာခံသူဖြစ်တဲ့အပြင်ရခိုင်တိုင်းရင်းသားလည်းဖြစ်တာကြောင့်မင်းအောင်လှိုင်ကသဘောကျသူဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့မောတောင်ကိုပြန်ယူနိုင်မယ်ဆိုရင်တော့စစ်တိုင်းမှုနေရာမြဲမှာဖြစ်ပြီးမယူနိုင်ခဲ့ရင်တော့ပြုံးမဲ့အနေအထားမျိုးကြားရတယ်လို့ CDM ဗိုလ်ကြီးစင်ယောကပြောဆိုထားတယ်လို့နေပြီးတော့စေယုံကစိတ်ကျဉ်နဲ့စီမဲ့စီရေးရလဒ်တွေပြန်လဲဖော်ဆောင်မှသာနေရာမြဲမယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကသုံးသပ်ပြောဆိုပါတယ်ရှင်။ပကိုးတိုင်းဘက်ကသတင်းကိုကြည့်ရအောင်ပါ။ ။ပဲခူးတိုင်းဖြူးမြို့နယ်နဲ့နေတလင်းမြို့နယ်တို့မှာစစ်မှုထမ်းအပတ်စဉ်၁၆အတွက်လူလိုတဲ့ဆိုပြီးလူငယ်တွေကိုညာတွင်းချင်းလိုက်လံဖမ်းဆီးကစစ်မှုထမ်းတင်တန်းအကြောင်းကိုပို့ဆောင်ခံခဲ့ရတယ်လို့ဖမ်းဆီးကံလူငယ်တွေရဲ့မိဘဆွေမျိုးတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ပြီးခဲ့တဲ့နိုဘမာလာ14ရက်နေ့ညပိုင်းနယ်တလင်းမြို့ပေါ်မှာစစ်တပ်ပြူစောထီးနဲ့ထွေရုပ်တွေက မနေ့ကနိုဗ ెంబ ာလ16ရက်နေ့မှာစတင်ဖွင့်လှစ်မဲ့စစ်မှုထမ်းအပတ်စဉ်16အတွက်လူလိုတဲ့ဆိုပြီးကားတွေနဲ့မြို့ကိုလှည့်လည်ကနေအိမ်တွေနဲ့လမ်းတွေပေါ်ကလူငယ်တွေကိုဆွဲခေါ်ပေါ်တာဆွဲဖမ်းဆီးခဲ့လို့သိရပါတယ်။အဲဒီနောက်မှာစစ်ကားကြီးတစ်စီးစာအပြင်လူငယ်တွေကိုလက်ပတ်ဖမ်းဆီးပြီးတော့ချက်ချင်းဆိုသလိုစစ်သားစုဆောင်ရေးတပ်ကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်။ဖမ်းဆီးကန်လူငယ်တအူးရဲ့အမဖြစ်သူပြောတာကတော့ သူ့ရဲ့မောင်ရင်းရဲ့တဝမ်းခွဲမောင်ရဲ့ပါသွားတာကြောင့်ငွေနဲ့ရွေးဖို့လုပ်တော့မရတော့ပဲအပတ်စဉ်၁၉ဖွင့်ဖို့ကရက်ကက်သွားတာရဲ့လူလိုတာရဲ့ကြောင့်ဆိုပြီးငွေနဲ့ရွေးခွင့်မပေးတော့ဘူးလို့ပြောပါရယ်အဲ့ဒီလိုမျိုးပဲပဲခူးတိုင်းဖြူးမြို့နယ်မှာလည်းမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဗိုလ်မှူးစော်မျိုးနောင်ရဲ့အမိန့်နဲ့စစ်မှုထမ်းအပတ်စဉ်၁၉အတွက်လူလိုတာကြောင့်ညာတွင်ချင်းလိုက်လံရှာဖွေပေါ်တာဆွဲဖမ်းဆီးမှုတွေကိုလှုပ်ဆောင်ခဲ့တာကြောင့်လူငယ်များပြဖမ်းဆီးခံခဲ့ရပါရယ်ဖြူးမြို့ဒေသခံပြည်သူတို့ပြောတာကတော့ထန်းကုန်းအုပ်ကြီးဝင်းကျော်သူ ပူတာတော်အုပ်ကြီးစန္တကောဇေယျကွက်အုပ်ကြီးကိုပူဇေယုံပါရိုင်မူမင်းမင်းထွေးတို့အပြင်သူတို့ဘတ်တော်သားကိုပြင်းမင်းမင်းဇော်ခေါ်ခေါ်တော်တို့ကလူငယ်တွေကိုလက်ပတ်ဖမ်းပြီးစစ်မှုထမ်းပို့တာဖြစ်ကသူတို့ကအရန်ကိုတောင်းကြဖမ်းဆီးမှုတွေကိုလုပ်နေတာပါလို့ဆိုပါတယ်အခုနိုဝင်ဘာလလယ်ပိုင်းမှာစတင်ဖွင့်လှစ်နေတဲ့စစ်မှုထမ်းအပတ်စဉ်၁၉အတွက် လူရရှိမှုနှဲပါတာကြောင့်စစ်တပ်ကတင်းကျပ်ပေါ်တာဆွဲဖမ်းဆီးမှုတွေကိုအရှိန်ဟုန်နဲ့လှုပ်ဆောင်လာပြီးနေအိမ်တွေလမ်းမော်တွေမှာပါနေရောညပါပေါ်တာဆွဲဖမ်းဆီးမှုတွေဖြစ်ပေါ်နေတယ်လို့ရန်ကုန်မန္တလေးအပါအဝင်မြို့ကြီးတွေမှာရှိနေတဲ့ကင်းထောက်သတင်းကိုရက်တွေစီကနေသိရပါတယ်ရှင်။ပဲခူးတိုင်းဘက်ကိုဆက်ကြည့်အောင်ပါ။ပဲခူးတိုင်းပေါက်ခေါင်းမြို့နယ်ကျိုးပင်ဝိုင်းရွာမင်္ဂလာဆောင်ကိုအကြံဖက်စစ်တပ်က လင်းရင်လက်နက်ကြီးတွေနဲ့ပုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတို့ဦးသေဆုံးပြီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။မနေ့ကနိုဝင်ဘာလ16ရက်နေ့မနက်9:00ကျော်မှာ ကျိုးပင်ဝိုင်းရွာမင်္ဂလာဆောင်ကိုအကြံဖက်စစ်တပ်ကလေရင်နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပြီးလက်နက်ကြီးနဲ့သုံးလုံးပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ကျေးရွာနေပြည်သူအသက်35နှစ်အရွယ်မတ်မိုးမိုးဝင်းပွဲချင်းပြီးတေဆုံးခဲ့ကောင်အသက်42နှစ်အရွယ်ကိုတန်းစော်ဦးလည်းဥက္ကမထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံပြည်သူတဦးကပြောပါရယ်အဲ့လိုဘုံကျဲတိုက်ခိုက်ပြီးရဲ့နောက်အကြံဖက်စစ်တပ်ကကျိုးပင်ဝိုင်းရွာဘက်ကိုစစ်ကြောင်းထိုးဖို့လုပ်နေတဲ့အတွက်ကြောင့်ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်ရှင် မကွေးတိုင်းဘက်ကသတင်းကိုကြည့်အောင်ပါမကွေးတိုင်းကမ္မမြို့ဝင်းမှာ KTV ကနေကားနဲ့ပြန်လာတဲ့ပြူစောထီကောင်းဆောင်အဝင်းအပါဝင်၃ဦးကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်၃ဦးစလုံးသေဆုံးခဲ့တယ်လို့ကမ္မမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့နိုဘမာလ၁၄ရက်နေ့ကပသိမ်မိုရွာလမ်းမနဲ့ကမ္မမြို့ဝင်းလမ်းဆောင်၁၄မိုင်အနီးမှာတဘက်ကပ်ကနေအုတ်ရှိပင်မျိုး KTV ကနေပြန်လာတဲ့ပြူစောထီကောင်းဆောင်အဝင်းအတွင်မှုရဲအောင်နဲ့တပ်သားအောင်မြိုင်တို့၃ဦးကိုတော်လိုင်းတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်ခဲ့တာပါ အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာတပ်သားအောင်မြန်ရနေရာမှာနေပွဲချင်းပြီးသိမ်းဆုံးခဲ့တဲ့ပြင်သူတို့စီးနေလာတဲ့ကားတွေကနေဖုန်းနဲ့တပ်သိခန်းစာရွက်တွေကိုသိမ်းဆီးရရှိကကားကိုမီးရှို့ရှင်းလင်းခဲ့လို့သိရပါတယ်။ဒါအပြင်တိုက်ခိုက်မှုအတွင်းမှာကြည်ထီမန်ကထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ပြူစော်ဒီကောင်းဆောင်အောင်ဝင်းနဲ့အတွင်းရေးမှူးရဲအောင်တို့ကလည်းသွေးထွက်လွန်ပြီးထပ်မံသိမ်းဆုံးခဲ့ပါတယ်။အဲ့ဒီပြူစော်ဒီကောင်းဆောင်အောင်ဝင်းဟာအကြံဖက်စစ်တပ်အတွက်စစ်မှုထမ်းတပ်သားတွေစူဆောင်းရေးကိုလာတိုင်းလိုလိုကံမမြို့နယ်အတွင်းမှာပေါ်တာဆွဲတာအကြံဖက်ဖမ်းဆီးတာ စစ်မှုထမ်းကြီးတွေကိုလည်းကောက်ခံတာငွေညစ်တာနဲ့အကြမ်းဖက်စစ်တပ်တောက်တိုင်အဖြစ်လုပ်ကိုင်နေသူဖြစ်ပါရဲ့ရှင်။စကိုင်းတိုင်းဘက်မှာတော့စကိုင်းတိုင်းကတာခိုင်ဗမောက်မြို့နယ်မှာအကြမ်းဖက်စစ်တပ်နဲ့စစ်တပ်လက်ဝေကန် SN တပ်တွေကလေကြောင်းကနေတဆင်ဘုံကျဲတိုက်ခိုက်ရင်တော်လန်ရေးတပ်တွေရှိရာနေရာအထိကိုတိုးကပ်လာတာကြောင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဗမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ကထုတ်ပြန်ထားပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ15ရက်နေ့မနက်ပိုင်းက အတဖတ်စစ်တပ်ကဝိုင်းတွဲလင်းရင်နဲ့ဘုံဒီအလုံး60နီးပါးကိုတော်လိုင်းတက်တွေရှိရာစီကိုကျဲချတိုက်ခိုက်ခဲ့လို့သိရပါတယ်။ဒါအပြင် တော်လိုင်းတက်တွေသိမ့်ပိုက်ထားတဲ့နတလစခန်းကုန်းနာအထိ SN တက်တွေတိုးကပ်လာခဲ့ပြီးအသေးခံဒရုန်းတွေနဲ့တိုက်ခိုက်တာကြောင့်တော်လိုင်းတက်တွေကပြန်လည်ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အစံအနေနဲ့စစ်ကောင်မရှင်ပူပေါင်းတက်တွေကိုကတခိုင်တရင်လေးအပါအဝင် PDF တရင်တွေနဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖရီက ခုခံတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးစေအုပ်စုဘက်ကထိခိုက်သိမ်းဆုံးမှုရှိတယ်လို့သိရပါဗျ။ဒါအပြင်တိုက်ပွဲအတွင်း SN နေတဲ့စေအုပ်စုတွေရဲ့အသေးခံဒရုန်း၃စင်းကိုလည်းတော်လိုင်းတပ်တွေကရရှိခဲ့ပါသေးတယ်။ပမောင်းမြို့ကိုအမတ်တစ်စစ်တေတာကုကဲမှုနဲ့ပြီးခဲ့တဲ့စက်တမလ20ရက်နေ့ကတိမ့်ပိုက်ခဲ့တာဖြစ်ပြီးလက်ရှိမှာ SN နေနဲ့အကြံဖက်စစ်တပ်ကပြန်လည်ထိုးစစ်ဆင်လာတာတွေကြောင့်ထိတွေ့တိုက်ပွဲတွေရှိနေတာဖြစ်ပါတယ်ရှင်။ရခိုင်ပြည်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ ရခိုင်ပြည်နယ်ရသေးတောင်မြို့နယ်အတွင်းမှာရှိတဲ့ဘာထလီကြီးရွာနဲ့နွားတင်းကုတ်ကြီးရွာကိုအကြမ်းဖက်စစ်ကောင်မရှင်တပ်က Jet Fighter နဲ့စီးနဲ့လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အရသာပြည်သူ9ဦးသေဆုံးပြီး6ဦးဒဏ်ရာရရှိခဲ့တယ်လို့မနေ့ကညပိုင်းကအော်ရခါတပ်တော် AA ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ15ရက်နေ့မနက်09:00မိနစ်ခန့်အချိန်မှာ အကြမ်းဖက်စစ်ကောင်မရှင်တပ်ကရခိုင်ပြည်နယ်ရသေးတောင်မြို့နယ်အတွင်းမှာရှိတဲ့ဘာထလီကျေးရွာနယ်နွားတင်ကုတ်ကျေးရွာတွေအတွင်းကိုဂျက်ဖိုက်တာနှစ်စီးနဲ့ရော့ကတ်နှလုံးစီးရှင်းစင်းနောက်စီးပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်နွားတင်ကုတ်ကျေးရွာအတွင်းမှာရှိတဲ့အပြစ်မဲ့အရဲသားပြည်သူ၂ဦးသေဆုံးကာ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဘာထလီချောင်းအတွင်းသွာလာနေတဲ့အပြစ်မဲ့အရဲသားပြည်သူ၃ဦးသေဆုံးကာဒဏ်ရာရရှိသူ၄ဦးရှိခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာရဲသားနေတချို့ထိခိုက်ပျက်စီးခဲ့ပြီးဘာဒလင်မြေချောင်းကမ်းပမှာရှိတဲ့ဆက်လီ၅စီးတို့ကလည်းပျက်စီးခဲ့တယ်လို့အာရခတ်တပ်တော် AA ကထုတ်ပြန်ထားပါတယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်လိပ်ပုတ်ရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုဂျာဖြတ်တိုက်ခိုက်ခဲ့ရာကြောင်းစစ်သားတွေထိခိုက်သေးဆုံးမှုရှိတယ်လို့ရေးဘလူးတပ်ဖွဲ့ရဲ့တရင်မှုကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။ ပြီးခဲ့တဲ့နိုဘမာလ15ရက်နေ့မှာရင်းမြုံနယ်လိပ်ပုတ်ရွာကိုအင်အား200ဝန်းကျင်လောက်နဲ့စစ်ကြောထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုရေပလူအဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်ထိတွေ့တိုက်ပွဲတနားရီကျော်ကြာဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိပေမဲ့အရေးအတွက်ကိုတော့တည်ပြနိုင်တာမရှိသေးဘူးလို့သိရပါတယ်။တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာတော့ရေပလူတပ်ဖွဲ့ဝင်တွေကတော့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ဒါအပြင်တိုက်ပွဲဖြစ်ပွားချိန်အတွင်းမှာအကြမ်းဖက်စစ်တပ်ရဲ့ရန်သားပစ်ခတ်မှုကြောင့် ပြည်သူရဲ့နေအိမ်ထိခိုက်ပျက်စီးခဲ့ပြီးဆိုင်ကယ်ပြင်ဆိုင်တစ်ဆိုင်လည်းမီးလောင်ပျက်စီးခဲ့ပါသေးရဲ့ရှင်။ဒါကတော့ရန်ကုန်ခေတ်တရနေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။